โอเคအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာက bank account ဝင်လို့မရတဲ့ပြဿနာပဲပေါ့နော် bank account ကိုဝင်လို့မရကြဘူးဆိုတော့လူတိုင်းကလည်းတတ်နေတာမဟုတ်တဲ့အခါကြတော့လေအဲ့ကျွန်တော်မှလည်းဖုန်းကနှလုံးမရှိဘူးလုတ်ပြောက်တလုံးကဘယ်လိုလုတ်ရမလဲဘယ်လိုလုတ်ရမလဲဆိုတာကိုလုတ်ပြဖို့မရှိဘူးဆိုတော့ကျွန်တော် ကျွန်တော်ပြောပြမှာကမနေ့တုန်းကဒီကျွန်တော်ကိုညီလေးတယောက်ကနေပြီးတော့လာမေးတယ်ဗောနော်ကျွန်တော်ဘဏ်အကောင့်ကဝင်လို့မရတော့ဘူးပေါ့အဲ့ဒါဘာဖြစ်လို့လဲဘာဖြစ်နိုင်ခြေရှိလဲပေါ့ဆိုတော့ဖြစ်နိုင်ခြေကအများကြီးတော့မြများဆဆတော့မရှိဘူးကျွန်တော်တို့ဒီ VPN ချိတ်တဲ့သူတွေဖြစ်မဲ့ VPN ကိုဖွင့်ထားပြီးဘဏ်အကောင့်ဝင်လို့ရှိရင်လည်းဒါမရဘူးဗောနော်ဘဏ်အကောင့်ကိုပိတ်မဲ့ပြီးတော့ US USB debugging ဆိုပြီးတော့ရှိတယ်အဲ့ဒီ USB debugging on ထားလို့ရှိရင်လည်းမရဘူးဗောနော် USB debugging ကကြတော့ Okay USB debugging တဲကိုလည်းဝင်လို့မရဘူးပြီးလို့ရှိရင်ဆိုတော့ ဖုန်းရဲ့ဒီ accessibility setting ထဲမှာဗျာသူတို့ရဲ့ဒီ app တွေအများကြီးရှိရပေါ့နော်မလိုအပ်တဲ့ app တွေတနေ့တချို့ဟာတွေကကြတော့ကိုယ့်ဖုန်းကိုဒီ hacker တွေက link တွေကိုဝင်ပြီးတော့ဟို link ကိုနှိပ်ဒီ link ကိုနှိပ်ပြီးတော့ရလာတဲ့ဒီ resort တွေပေါ့နော်အဲ့ဒီမှာကိုယ်မတောင်းထားတဲ့ app တွေကရှိနေ data ကိုတွေ့ရတယ်ပေါ့ဆိုတော့အဲ့ဒါမျိုးကဘယ်လိုမျိုးစစ်လဲဆိုတော့ကျွန်တော်တို့ဒီတဲ့ကဖုန်းရဲ့ဒီဒီမှာ eternity setting ထဲကိုသွားရမယ်ဗောနော eternity setting ထဲကိုသွားရမယ်ဘယ်လိုဖြစ်နေပြောင်းပြိုင်ဖြစ်နေဟုတ်အဲဒီ setting ထဲကိုသွားရမယ်음ဒီ setting ထဲကိုသွားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ accessibility ဆိုတာရှိရဲ့ဗျအဲ့ဒီ accessibility ထဲကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ download app ဆိုပြီးတော့ရှိရဲ့ဒီအောက်နားလေးမှာဗောနော်ဒီအောက်နားလေးမှာ download app ဆိုပြီးတော့ရှိရဲ့ အဲ့ဒီ app ထဲမှာမှဒီအခုကတော့ကျွန်တော်ကျွန်တော်မှကြာတော့ဘာတခုမှမရှိဘူးအဲ့ဒါလေးကိုကျွန်တော်တို့ဖြည့်ပြည့်ပေးဖို့လိုမယ်ပေါ့နော်အဲ့ထဲမှာရှိတဲ့ app တွေဒီလိုမျိုးဒီလိုမျိုးဆင်းလာတဲ့ app တွေပေါ့နော်အများကြီးရှိတယ်တရုတ်စာနဲ့လည်းရှိမယ်ပါဗညာတရကပေါ့ဒီကိုက Play Store ကနေပြီးတော့ဒေါင်းထားတဲ့ app မဟုတ်တဲ့အခါကျတော့လေအကုန်လုံးကို तू ကဖြစ်ပြဖို့တောင်းပါလိမ့်မယ်ပေါ့ပြောပါလိမ့်မယ်ဒီ Facebook uh, sorry ပြောရမှာပါတယ်အာပြန်မလဲညံနေရပါ အဲလိုမျိုးသူက Play Store ကတရားဝင် down ထားတဲ့ app မဟုတ်တဲ့ခါကျတော့အဲ့ဒီဟာကိုသူတို့ကဒီ ban account ကလက်မခံဘူးပေါ့နော်မလုံခြုံဘူးအဲနင့် account ကမလုံခြုံဘူးနောက်တကြိမ်စူးစမ်းပါတော့ဘာလို့ညာတော့ tap ထပ်ပြမယ်ပေါ့နော်ဆိုတော့သုသနာကျွန်တော်ပြောတဲ့အတိုင်း accessibility ထဲကိုဝင်ပါဝင်ပြီးတော့အဲ့ဒီ download download ဆိုတဲ့ဟာလေးထဲမှာ download app ဆိုတဲ့တချို့တွေကကြာတော့ပေါ်တာကဘယ်လိုပေါ်လဲဆိုတော့အဲ download service ဆိုပြီးတော့ပေါ်တယ်ပေါ့နော် download service ဆိုပြီးတော့ပေါ်တယ်တချို့တွေမှာကြတော့ပေါ်တာချင်းကမတူကြဘူးဆိုတော့ okay အဲ့လိုမျိုးပဲ sorry အဲ့လိုမျိုးပဲအစမ်းကြည့်စီခြင်းတယ်ပေါ့နော်အဲ့လိုမျိုးပဲလုပ်ကြည့်ပါမြများဆဆတော့မရှိဘူးကျွန်တော်ကိုလာတော့လာမေးကြတယ်ပေါ့ကျွန်တော်လာတော့လာမေးကြတယ်တချို့ကျွန်တော်ကအလုပ်တစ်ဖက်နဲ့ဆိုတော့သူတို့ကိုတီးတန့်ကြီးကျွန်တော်အချိန်ပေးပြီးတော့ပြန်ဖြေလို့မအားတဲ့ခါကျတော့သူတို့အတွက်လည်းအချိန်ဆုံးရှုံးတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးနဲ့နီလန်လေး ပေးလိုက်တာဗောနော်ပုံမှန်ကတော့ကျွန်တော်လက်တွေ့လုပ်ပြချင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့အဆင်မပြေမှုများတွေအတွက်ကိုကျွန်တော်အနုညွတ်တောင်းပန်ပါတယ်ကျွန်တော်ပြောတဲ့အတိုင်းသာလုပ်သွားပါဘန်အကောင့်ကမရဘူးဆိုတော့ရှိကိုမရှိစေရအောင်โอเคနောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာ